လက်စမန်ရဲ့လမ်းစာကာကွယ်မှု19ရက်ပွဲဆက်ကိုသွင်းနိုင်မှုတွေနဲ့အတူနိုင်ပွဲဆက်ခဲ့တဲ့ United အမေရိကန်တော် United နေပြပွားပွဲ90ပြည်မှာအချန်ဖန်မလုပ်ဘဲနဲ့အမှန်ကန်ဖြုတ်ပြလိုက်ပြီဖြစ်ပါတယ်။ရတဲ့ဆိုရင်ကြားထဲမှာတိုင်ပက်ရောင်းထက်နေတဲ့အမေရိကန် United ကတော့ဒီအာဒီမှာအင်ကွင်း3ပွဲဆက်နိုင်ပွဲနဲ့အတူဖိအားတွေအောက်ကနေရုံးထွက်ပြနိုင်ခဲ့တယ်လို့ပဲပြောရမယ်ထင်ပါတယ်။အမေရိကန်လက်ထက်မှာရိုလာကွန်စတာစီနီယာတို့ခြေစွမ်းမျိုးနဲ့နေလိုက်တက်လိုက်ရှုံးလာနိုင်လိုက်တစ်ဖက်စီဖြစ်နေကြတဲ့ United တို့ပုံစံကောင်းပြသနေတဲ့အကြောင်းလက်တွေကို အိမ်ဝင်းခေါ်ပြီးတော့ဒူးစီးနဲ့ဘူးသီးထောင်းတီးထုံပေးနိုင်ကြတာဖြစ်ပါရင်ပြောစရာတွေတော်များခဲ့တဲ့ပွဲလို့ပြောအောင်ပါဖြစ်ပြီးတော့အဓိက highlight ထုတ်ပြောမှာကတော့ဂိုလမားတင်လင်းလက်စမန်ရဲ့တည်ငြိမ်တဲ့လက်စွမ်းရှက်ကိုရဲ့ပွဲဆက်ဂိုးသွင်းနိုင်မှုတွေကတော့မပါမဖြစ်ပါပဲဒီရက်နဲ့ကြောင်မပင်းစရာထိန်ဆုံးဆယ်တင်းတွေကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပြီးလာမယ့်အပတ်မှာဂျိုးကြာနေတွေကလည်းအမွှေးနှုတ်နိုင်ခဲ့ရင်ယူရိုက်တက်ကအမပင်းစရာထိတ်ကိုပြန်လည်တလန်းလာနိုင်မှာလည်းဖြစ်ပါရင်ဟန်ဒါဒီနေ့ဘက်မှာ3-2နဲ့ကစားကွက်နဲ့ပဲပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာရှက်ကိုကိုထောင်ထားကအန်ဘုံမောမင်းဆင်မောင်းတွေနဲ့တွဲပေးထားပါရင် ကွလမှာတော့ကန်စမဲလိုနဲ့ဖိုင်နယ်လိုပွဲထွက်လာခဲ့ပြီးတော့ဝင်းဘတ်တွေဖြင့်ဒါလော့နဲ့အာမတ်ကိုခင်းချင်းခဲ့တာပါကုလမကတော့ဒီယာဒီမအသစ်ခေါ်ကြတဲ့လန်စပန်ကိုပွဲထုတ်ခဲ့ပြီးတော့နောက်တန်းမှာတော့ရိုရိုဒေးလင်းနဲ့ရှော့ရော့ကိုခင်းချင်းသွားခဲ့တာဖြစ်ပါတယ်အဲ့ဒါဆန်လန်အသင်းကတော့လင်းနဲ့တော်လင်းကစားကွက်ပေါ်မှာသူတို့ရဲ့အကောင်းဆုံးလူဆင်းနေပေယူနိုက်တက်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အပွဲအစတွေကဆန်လန်ဘက်ကဖိအားတွေပေးဒီစကားတွေမေးဖို့ကြိုးစားခဲ့ပေမဲ့ယူနိုက်တက်ဘက်ကလည်းအင်ရှင်ဘီဘီခတ်မှာနဲ့တုံ့ပြန်နိုင်ခဲ့ပါတယ်ပွဲချင်း9မိနစ်နောက်ပိုင်းမှာတော့ယူနိုက်တက်တို့ပွဲကိုပြန်လည်လွှမ်းမိုးလာနိုင်ခဲ့ပြီးအခွင့်အရေးတချို့လည်းရရှိခဲ့ပါတယ် ပွဲချိန်10မိနစ်မှာတော့ United ဘက်ကဦးစွာကိုရရှိခဲ့ပြီးတော့ MMO ဖျက်ချိုးပစ်လိုက်တဲ့ဘောလုံးကိုမောက်ကတစ်ချက်ထုတ်ပြီးတော့ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ဦးစွာကိုရရှိသွားပေမဲ့လည်း United ဘက်ကကစားကိုမချဘဲနဲ့ Dow Shop ဖျားပေးထားနိုင်ခဲ့တယ်။ပွဲချိန်ရဲ့စက်တမနစ်ဝင်ချင်းမှာတော့ညနောက်ပိုင်းတစ်လျှောက်အမက်ကဆွဲပြီးကန်သွင်းခဲ့မယ်။ကုသမကပုတ်ထုတ်သွားခဲ့ပါတယ်။အဲနောက်တမနစ်အကြာမှာတော့အမက်ရဲ့ဖန်နီဘီမိုကနေ MMO ကအဝေးကန်ချက်နဲ့အဆုံးသတ်ခဲ့ပေမဲ့ဒီခါမှာတော့ပြန်မဲ့ကုသမကပဲကာကွယ်သွားနိုင်ခဲ့ပါတယ်။ United ဟာဒီနေ့ဝဲမှာအတိုင်းစစ်ကစားပုံတော်လေးကောင်းမွန်ခဲ့ပြီးတော့ပြန်မဲ့ကုသမရဲ့လည်းစွမ်းပြမှုကြောင့်သာစောစီစီခုံးမပြတ်ခဲ့တာပါ။ ပွဲရင်25မိနစ်မှာဆိုရင်ဘရူနိုရဲ့ကံကြက်ကတော်လေးကောင်းခဲ့ပြီးတော့ကိုဘာရန်ထိသွားခဲ့တာဖြစ်ပါတယ်။ပွဲရင်32မိနစ်မှာတော့ United ဘက်ကနောက်ထပ်ဥဆောင်ကိုထပ်မံရရှိသွားခဲ့ပြီးဒါလောရဲ့လက်ပြဘောကိုပြန်မဲ့နောက်ခံလူတွေရှင်းထုတ်ဖို့မသေးသေးတာကနေရှက်ကိုကပိတ်သွင်းသွားခဲ့တာပါ။ဒါရှက်ကိုအတွက်တော့နောက်ဆုံးစားခဲ့တဲ့နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆန်လန်ဘက်ကလည်းတင်မြန်တိုင်းစစ်တွေကနေဖိအားပေးမှုတချို့တော့ပြုလုပ်နိုင်နိုင်ခဲ့ပေမဲ့ United ခံစစ်ကြောင်းကိုတော့ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲရင်၄၀မိနစ်မှာတော့ဒါလောက်ခွင့်အကျင့်ရလိုက်တဲ့ပေမဲ့ကန်ချက်ကအပအသွားခဲ့တာကြောင့်ကိုဘေးကနေကတ်ထွက်သွားခဲ့ပါရင် ဝယ်ရင်းဆက်လေးနဲ့မှာတော့စကာရဲ့ဝေးကန်ချက်ကဒုံလေးကောင်းမွန်ခင်ပြီးဂိုဒမလန်စမန်ကာခွေသွားနိုင်ခဲ့ပါရင်အဲနောက်ဆန်လန်ဘက်ကလည်းတောက်လျှောက်ပြားပေးထားနိုင်ခဲ့ပေမဲ့လန်စမန်ရဲ့လက်စွမ်းပြောင်းမှုတွေကြောင့် United တို့တက်တာရနိုင်ခဲ့တာပါ။ Ryan အချင်းချင်းပေါ်မှာ United တို့ပန်နီပေးရမလို့ဖြစ်လိုက်သေးပေမဲ့ VAR ကကယ်တင်သွားခဲ့ပါရင်ဒုတိယအပြန်ဆက်မှာတော့ United တို့ထာနေနေခဲ့ပြီးဆန်လန်ရဲ့ပြန်လည်ပြားပေးမှုတွေကိုမြင်တွေ့ခဲ့ရပါရင်ဒါပေမဲ့ဒီနေ့ပွဲကြမှာဆန်လန်တိုင်းစစ်ကကြောင်ဖတ်နေသလားချင်အားလောက်အောင်အားနည်းချက်တွေရှိနေတဲ့ United နောက်တန်းကိုကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ United ကလည်းပွဲကိုပြန်လည်ထင်းချိုးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်မိနစ်80မှာတော့အမတ်ရဲ့ဖျက်ချိုးပေးမှုကို Casemiro ကအားပါပါနဲ့အဆုံးသတ်ခဲ့ပေမဲ့ကန်ချက်ကအပြင်းလွန်းနေတာကြောင့်မိုးပေါ်ထောင်သွားခဲ့ပါတယ်။လက်ချက်ပွဲချိန်တွေမှာတော့အပြန်လည်ထိုးမှမှုတွေကိုမြင်တွေ့ခဲ့ရပြီးအခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ပွဲချိန်89မိနစ်မှာတော့ Sunland Bank ကခြေပါကိုရရှိနိုင်တဲ့အခွင့်အရေးကို Lensman ကကာကွယ်သွားနိုင်ခဲ့ပါတယ်။လက်ချက်မိနစ်တွေမှာတော့ United တို့ကပွဲကိုထိန်းချိုးစားဖို့ကြိုးစားလာခဲ့တာကြောင့် Frontline ကရလက်တိုင်းပဲပွဲပြီးဆုံးသွားခဲ့တာပါ။